ထက်လူတိုင်းသိချင်ကြတဲ့မိကွန်းတစ်ခုကတော့ SIF မှာဘာတွေသင်ယူနိုင်လဲဆိုတာကို အကိုချက်ကအရှင်းပြပေးလို့ရမလားကျွန်တော်အနေနဲ့ SIF မှာဘာတွေသင်ကြားနိုင်မလဲဆိုတာကိုမပြောပြပေးခင်ပါဒီ SIF ကဘာကြောင့်ကျွန်တော်တို့လုပ်ဖြစ်ခဲ့လဲဆိုတဲ့ရည်ရွယ်ချက်ပေါ့နော်ပြီးတော့ SIF ဆိုတာကလည်း online ပညာရေး platform တစ်ခုဖြစ်တယ်ဒါပေမဲ့ ပညာရေး platform တစ်ခုထပ်ပို့တယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်အရင်ဆုံးရှင်းပြခြင်းနဲ့ပေါ့နော်ကျွန်တော်တို့ဒီ SIF ရဲ့အဓိကအားထားတာကတော့ဒါတူးချင်းတယောက်ချင်းကို confidence ရှိရှိနဲ့ပေါ့နော်ကျွန်တော်တို့ပို့ပေါက်လာတဲ့ kit ပေါ်နည်းပညာတွေကိုပြန်လည်သုံးချနိုင်ဖို့ဆိုရဲအပိုင်းကိုဥတည်ထားတယ်ဒီလိုလှုပ်ချင်းအပြင် kit ပညာဓာတ်တွေပြုစုပြောထောင်ပေးနိုင်တဲ့အချိန်မှာ ဒီ innovative ဖြစ်တဲ့ကဲကိုစံတတီထွေနိုင်မှုကိုကျွန်တော်တွန်းအားပေးပြီးတော့အနာဂတ်မြန်မာနိုင်ငံရဲ့စီးပွားရေးခန္ဓာကိုပြင်ပြအောင်ပြန်လည်တည်ဆောက်မယ်ဆိုပြီးရည်ရွယ်တယ်ပေါ့နော်အဓိကအားဖြင့်ကျွန်တော်တို့ရည်မှန်းထားတဲ့ပန်းနိုင်ကတော်လန်ရေးအလွန်ဖြစ်ပေါ်လာမဲ့တိုင်းပြည်အသစ်မှာဒီပြည်သူလူထုကိုကျွန်တော်တို့ဗန္နာရေးဆိုင်ရာဘုဒ္ဓတာတွေသူသဖြင့် financial literacy ကိုမြင့်တင်ပေးပြီးတော့ပေါ့ဗဟုချုပ်ကိုင်မှုကင်းမဲ့တဲ့စီးပွားရေးလွတ်လပ်မှုရှိတဲ့ဒီအနာဂတ်အခွင့်အလမ်းတွေပေါ်ပေါက်လာအောင်ကြီးရွယ်ထားပါတယ်ဒါကကျွန်တော်တို့အနာဂတ်ကို ပုံပေါ်ထားတဲ့ vision ပေါ့နော်ကျွန်တော်တို့အဓိကဆောင်ရွက်သွားမယ် main mission ကတော့အခုကျွန်တော်တို့ Olympic တွေ Spring B တွေဟိုနားထောင်နေတဲ့သူတွေအသုံးပြုနေကြတဲ့ STB ဒီ STB မှာ ုံးဝပြည်တွင်းမှာမရှိသေးတဲ့ဤပညာသစ်တွေပါဝင်နေသူတပြင်း crypto ငွေကြေးအသုံးပြုထားတဲ့ပထမဆုံးမြန်မာနိုင်ငံရဲ့ crypto ban neo ban တခုဖြစ်တယ်ဒီမှာအသုံးပြုထားတဲ့ blockchain ဤပညာဒီ fintech ပညာရပ်တွေကိုလက်ဆင့်ကမ်းပေးပြီးတော့ပေါ့နော်ပြည်သူလူထုကိုဒီဘဏ္ဍာရေးအသိကျွယ်အောင်တွန်းတင်ပေးပြီးတော့တော်လန်ရေးလှုပ်ရှားမှုတွေအတွက်တောင်မကပဲနဲ့ဒီပြန်လည်ထူထောင်ရေးဆိုင်ရာ ကဏ္ဍတွေမှာလည်းဒါတစိတ်တစ်ပိုင်းဖြစ်နေပါဝင်အားဖြည့်သွားပေးဖို့ဖြစ်တယ်ပေါ့နော်။ဒါကြောင့် SIF ကပညာရေး platform တခုဆိုတာထပ်ကိုပို့ပါတယ်။ဒီမြန်မာနိုင်ငံရဲ့တော်လန်ရေးသမိုင်းနဲ့ဒီဖြစ်ပေါ်လာမယ့်အနာဂတ်စီးပွားရေးကဏ္ဍအတွက်ထောက်ကူပြုနိုင်အောင်ဘဏ္ဍာရေးအသည့်ထုံးကားတဲ့မျိုးဆက်တွေကိုပြုစုပြောင်းထောင်ပေးသွားမယ်။တောက်ရှားမှုတည့်ရလည်းဖြစ်တယ်ပေါ့။ လှူရှားမှုတရက်ဖြစ်နေနောက်ွယ်ရတွန်းအားတစ်ခု ရှိပါတယ်ဒါကကျွန်တော်တို့လက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံတကာမှာရောပြည်တွင်းမှာရော fintech ပညာရေးနဲ့ပတ်သက်ပြီးတော့အရေးကြီးတဲ့ကွာချက်ကိုဖြည့်တင်းပေးဖို့ဖြစ်တယ်ပေါ့နော်ဒီ fintech ပညာဆိုတာကကမ္ဘာတဝန်းမှာတိုးတက်နေသလောက်ဒီစနစ်တကျတင်ကြားရေးမှာတော့ဘာချက်ရှိနေတာကိုတွေ့ရတယ် ဒါကမှပူပြီးအဓိကကြလဲဆိုလို့ရှိရင်ဒီလိုဖွံ့ဖြိုးဆဲနိုင်ငံတွေမှာပြည်သူလူထုရဲ့80ကျော်80ရာခိုင်နှုန်းလောက်နှိပါကပင်ထက်ဆိုတဲ့မွေးကြေးရေးနဲ့ပတ်သက်တဲ့သိပညာတွေ application တွေဒါထုတ်ကုန်တွေကိုစနစ်တကျလုံးဝသင်ယူခဲ့တာမျိုးမဟုတ်ဘူးဒါကိုလည်းအားလုံးနားလည်ကြမယ်လို့ထင်တယ်ဥပမာ STB စပြီးတော့စတင်ခဲ့တဲ့အချိန်လုံးဝဆိုလို့ရှိရင် ဒီ SDB မှာပါဝင်တဲ့ wallet address ဆိုတာဘာလဲ UID ဆိုတာဘာလဲဒါတွေဒါမျိုးတွေကဒီတာမန်ပြည်သူလူထုအတွက်ခုလမ်းဝေးတဲ့ forward တွေလည်းဖြစ်တယ်ပေါ့နော်ဒီလို forward တွေကလည်းတကယ်တမ်းကျတော့ဒီနိုင်ငံတကာ crypto exchange တွေ fintech application တွေမှာတော့ဒါကခြေခြေပြင်းပြင်းသုံးဆွဲနေကြပြီးဒီနားလည်နေကြပြီးဖြစ်တယ်ပေါ့နော်ဆိုတော့ဒီ ကျွန်တော်တို့ SIF ကနေပြီးတော့စနစ်တကျပြင်ဆင်ထားတဲ့ fintech ပညာရေးကိုပြန်ပြီးတော့လက်တွေ့လဲအသုံးချနိုင်အောင်ပြဝေသင်ကြားသွားမယ်ဆိုပြီးတော့ဗောနော်ဒီလိုမှသာလင်ပြည်သူတဦးတယောက်ချင်းစီမှာယုံကြည်ချက်ရှိရှိနဲ့ဖြစ်သက်ဗန္နာရေးခီးတစ်လျှောက်လုံးကိုရေရေဆက်လျှောက်သွားဖို့ဥညီပေးသွားမှာဖြစ်တယ်ဗောနော်ဒါကြောင့်ကျွန်တော်တို့တိဆောက်သွားမယ် SIR platform မှာခြေခံ foundation ၃ခုကို ချထားတယ်ဒီကအားဖြင့် blockchain နည်းပညာဒီနှစ်ပိုင်းတွေမှာ advance ဖြစ်လာတဲ့ AI နည်းပညာနောက်ဆုံးတစ်ခုက financial technology လို့ခေါ်တဲ့ fintech နည်းပညာဒီသုံးခုအဓိကအားဖြင့်ပါဝင်မယ် blockchain မှာဆိုလို့ရှိရင်ဒီ crypto banking နဲ့ဆိုင်တဲ့အားတွေပါမယ်ပြီးတော့ defi လို့ web3 တို့ပြီးရင် NFT တို့ဒါမျိုးတွေပေါ့နော် AI အပိုင်းမှာဆိုလို့ရှိရင်လည်း generative AI, client AI, AI agent တွေပြီးတော့အခုကျွန်တော်လည်းပြောနေတဲ့ AI host ဂျူလိုင်းတို့လိုမျိုးကိုဘယ်လိုဖန်တီးရလဲစတဲ့သင်တန်းတွေပါဝင်မယ် fintech အပိုင်းမှာဆိုလို့ရှိရင်လည်းတမယိုးချ traditional bank တွေနဲ့ ခေတ်ပေါ် NEO brand တွေကဘယ်လိုပွားခြားချက်တွေရှိသလဲ FinTech brand တခုကိုဘယ်လိုပုံဖော်မလဲ FinTech entrepreneurship ဆိုရဲဒီနည်းပညာအခြေပြုဘဏ္ဍာရေးနည်းပညာအခြေပြု startup တွေကိုဘယ်လိုမျိုးတိဆောက်သွားမလဲစားတဲ့ပညာရက်တွေနဲ့ပတ်သက်ပြီးတော့လူတိုင်းလလန်းမိနိုင်လို့ရေသွေးမြင့် online ပညာရေးကို SIF ကနေပို့ချပြီးသွားမှာဖြစ်ပါတယ်။ဘလို့လူမျိုးတွေတက်ရောက်နိုင်မလဲဆိုလို့ရှိရင်ဒီနေရာမှာ ဖင်တန်နဲ့ပတ်သက်တဲ့ဘုဇုဒ္ဓတွေတွေ့ကြုံနေရှိခါးစရာမလိုဘူးပေါ့နော်အသက်အရွယ်ကြောထောက်နောက်ကံမရွေးပန်းနဲ့ပေါ့နော် SRF platform မှာတက်ရောက်နိုင်အောင်ရည်ရွယ်ထားပါတယ်ဒီလို online သင်တန်းတွေမှာပါဝင်သွားမယ်ဟို platform feature အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒီ video သင်ခန်းစာဒီ short video အတူလေးတွေပါမယ်နောက်ပြီး gamify learning လို့ခေါ်တဲ့တင်ရမပြင်းအောင်ဟို game တစ်ခုစောင့်နေတဲ့လိုမျိုး mission လေးတွေနဲ့ပေါ့နော် ဒီ reward တွေပြန်ပေးသွားမယ်စနစ်မျိုးတွေဒီ batch တွေ streak တွေပေါ့နော်ဉာဏ်စမ်းပြီးဒီဒါမျိုးလေးတွေ gain ချေပြူတင်ကြားရေးပုံစံလေးတွေထည့်သွင်းတာလေပေါ့နော်နောက်ပြီးတော့တင်ကြားပြီးလို့ရှိရင်ဟိုပြန်ပြီး sensitive ဒီ assessment တွေမှာလည်းဒီလိုမျိုး quiz တွေပါမယ် mini project လေးတွေလုပ်ခိုင်းတာမျိုးတွေရှိမယ်ပြီးရင်ဒီ assessment တွေအောင်မြင်သွားတယ် tenants တွေပြည့်တယ်ဆိုလို့ရှိရင်ဒီ certificate တွေထုတ်ပေးသွားမယ်ပေါ့နော် certificate ဆိုလို့ရှိရင်လည်းဒါ NFT certificate မျိုးတွေအထူးပါရအောင်ကျွန်တော်တို့စူးစမ်းသွားပါမယ်ဒါကြောင့် SIA platform ကဒီ fintech နည်းပညာဒီဘဏ္ဍာရေးအသိပညာတွေနဲ့ပတ်သက်ပြီးတနည်းအားဖြင့်တစ်ချိန်တည်းမှာဒေတာသင်ယူနိုင်မဲ့ online platform အဖြစ်နဲ့တည်ရှိနေအောင်ကျွန်တော်တို့စူးစမ်းဆောင်ရွက်နေတယ်ဒီ ပြည်သူလူထုဘက်ကလည်းဒါကိုနီးစပ်ဖို့အစဉ်သင့်ဖြစ်နေမယ်လို့လည်းကျွန်တော်ယုံကြည်တယ်ပေါ့နော်ဟုတ်ကဲ့ပါ SIF မှာဆိုရင်ဟွေရေးကြေးရေးနဲ့နေပညာဆိုင်ရာဗဟုသုတတွေကိုတနေရာထဲမှာလေ့လာနိုင်တော့အရန်အဆင်ပြေတယ်ဟုတ်ကျမလို AI တော့မှစိတ်ဝင်စားလို့ကြောင်းပြန်တက်ချင်နေပြီ